အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့လင်မယားနှစ်ယောက်တဲ့နေစီးပွားဖြစ်နေတော့ဘေးကနေအရင်နေဆုံးသူကမနာလိုဖြစ်ပြီးတော့အောက်လန်းနဲ့တိုက်ခတ်ခံရတဲ့အကြောင်းကိုရင်ဖွင့်လာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတယောက်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ ကယ်နော်တကယ်အောက်လန်းနဲ့အောက်လန်းနဲ့တကယ်ကြောက်ဖို့ကောင်းနေကြည့်အောင်နော်ကျမကလေဖះတဲ့ဖះတခုပဲကိုကိုွယ်တဲ့သူဆိုတော့ကျမအဲ့လိုမျိုးတွေကယုံကြည်မရှိဘူးအခုကိုတိုင်းကြုံမှယုံရမလို့ဖြစ်နေပြီเนาะကျမကိုကြုံစားရမနာလို့တောက်ရမနာလို့เนาะအဘေးတစိမ့်မဟုတ်ဘူးเนาะလှုပ်တဲ့လူကဘေးတစိမ့်မဟုတ်ဘူးကျမအော်လန့်နဲ့တိုက်ထားတာဒီမှာကြည့်အောင်ဒီမှာเนาะဒီမှာเนาะဒီမှာကြည့်အောင်เนาะပြီးတော့ဒီနာဆိုเนาะလက်သေးရเนาะဒါကတော့เนาะအမြင်မတော်ရင်ကတော့ပါကျမ ဒါဆိုရင်တော့ဒီလိုလက်သေး၅ချောင်းရာရင်เนาะကျွန်မတို့အောက်လန်းနဲ့တိုက်ထားပြီးကျွန်မခန္ဓာကိုယ်မှာအဲ့လိုမျိုးတွေခဏခဏပေါ်တာเนาะအခုကျွန်မဘယ်လိုပြောလဲဆိုတော့ယုံကြည်မရှိတော့တာကျွန်မယုံကြည်ယုံကြည်ရမလို့ဖြစ်နေပြီတကယ်တကယ်เนาะတကယ်ကြောက်ဖို့ကောင်းနေเนาะကျွန်မလည်းတကယ်အရင်ကယုံကြည်မရှိဘူးအဲ့လိုမျိုးအခုကိုယ်တိုင်ကျွန်မကျွန်မယုံရမလို့ဖြစ်နေပြီကျွန်မเนาะအရင်အောက်လန်းနေနဲ့တိုက်တယ်လို့မာတော့လေကျွန်မလေအခုဆိုကျွန်မလေး မကြခဏခဏကိုမှအဲ့လိုအကွက်တီအကွက်တီအကွက်တီဆိုတာလေလက်သေးရာတွေပါဇက်သွားရာတွေဆိုခါကျွန်မခဏခဏအဲ့လိုမျိုးတွေပုံနေတယ်ကျွန်မအဲ့ဒါလေးယုံကြည်မှုရှိသေးဘူးကျွန်မဟိုဘောနော်တမန်ရဲ့အသားတွေကညိုဝင်ပါတယ်ကျွန်မနှလုံးရောဂါကြောင့်မေးကျွန်မထင်တာပေါ့နော်ခုနောက်ပိုင်းကျကျွန်မမေးဆန်ကြည့်တဲ့ခါကျကျွန်မကိုတိုက်ထားတာပေါ့နော်အွန်လိုင်းနဲ့တိုက်ထားတကယ်နော်ကျွန်မဟိုကျွန်မဖျားတစ်ခုပဲကိုးကွယ်တယ်ဟို net တို့ဘာတို့ကျွန်မအဲ့ဒါတွေကမကိုးကွယ်ဘူးမကိုးကွယ်ဘူးဆိုရင်ကျွန်မစော်ကားတလားဆိုတော့လေ မစော်ကောင်းလူတိုင်းကကိုယုံကြည်ကြတဲ့ကို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 ရနေကိုနော်။အော်လူတွေများနော်။အဲ့ဒါကျွန်တော်ဒစိမ့်မထင်နဲ့ကျွန်တော်လှုပ်တဲ့သူကနော်။ဒစိမ့်မထင်နဲ့တကယ်တကယ်ကြောက်ဖို့ကောင်းတယ်တကယ်ကြောက်ဖို့ကောင်းတယ်နော်။မလီယုံကြည်အခုကျွန်မယုံကြည်မရှိလို့ကျွန်မယုံကြည်ရမလို့ဖြစ်နေပြီ။တကယ်ကြောက်ဖို့ကောင်းတယ်နော်။တတိထားကြဖေရတရားသားများများလို့ကျွန်မကျွန်မကိုလှုပ်လေကျွန်မမလဲမြေတာတုတ်ပဲများများကျုပ်ပေးလိုက်တယ်ဘာလို့ဆိုတော့ပြန်ပြန်တိတ်ရအောင်လို့ကျွန်မကိုလုံးသူတို့ပဲပြန်ခံရမှာနော်။ ခုကျမအိမ်အောင်တက်ကိုကြီးနဲ့ဆိုရင်၃နှစ်တည်း၃နှစ်ကျော်၄နှစ်တည်းရောက်နေပြီပေါ့နော်ကျမတုံတွေးရဲ့တုံတွေးခဲ့ရတဲ့မြောင်ကျမတို့ပြမလူတွေရဲ့လောဘကြီးမှာဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့နော်ငွေနဲ့ပတ်သက်လာရင်လူတွေကနော်ဒီလူတယောက်ကိုတရိษံတကောင်လေးလို့တော့တရိษံတကောင်လေးလို့လေတော့ကတ်နိုင်တယ်ဆိုအယုံမယုံမရှိနဲ့နော်ကျမကိုယ်တိုင်ဂျုံရတာကျမပြောပြမယ်ဒီအခုပေါ့အဲကျမတို့အောက်လန်းနေနေကျမတို့ တိုက်တယ်ဆိုတာဘယ်လိုလဲဆိုတော့ဟိုကိုရီကိုကြချုပ်တာပေါ့စကားအပီချုပ်ဒီကျမတို့ကတော့ကျမတို့ဘယ်လိုပြောမလဲကွဲသွားအောင်ပေါ့နော်အဓိကကြောင်ရကွဲသွားစီခြင်းတဲ့သဘောပေါ့ဒီကိုရီကိုဘယ်လိုပြောမလဲအပီချုပ်တာပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ကိုရီကကျမတို့ကိုယူဆိုင်တယ်ကိုယူဆိုင်တယ်လိုလီလိုလီတိမရှိထားတယ်အဲသူချစ်တယ်ပေါ့နော်ကျမနဲ့မတွေ့ရင်သူဘယ်လိုပဲရှုပ်ရှုပ်ဘယ်လိုပဲနေခဲ့တယ်ဒါသူမချစ်မချစ်ခဲ့ဘူးလေနော်ယောက်ျားပဲကျမနဲ့မတူရင်သူတယောက်မကနှစ်ယောက်မကသုံးယောက်မကထားပါစီဘာမှမဖြစ်သူမချစ်ခဲ့ဘူးပြီးတော့ အခုကျွန်မနဲ့ရပြီနောက်ပိုင်းသူကျွန်မစကားကိုနားထောင်နေအမိမကိစ္စကြီးအဆက်မရှုပ်တော့ဘူးကွနော်ပြီးတော့ကျွန်မအတိုင်းဝိုင်းကိုလည်းသူတည်တယ်ပြီးတော့အဲကျွန်မပေါက်လို့ပဲစားမဟုတ်ဘူးဆိုတာလည်းသူတည်တယ်ကျွန်မအတိုင်းဝိုင်းကိုလည်းကျွန်မအတိုင်းဝိုင်းကဘလိုမျိုးအတိုင်းဝိုင်းဆိုတာလည်းသူတည်တဲ့အတွက်ကျွန်မတန်ဖိုးထားတယ်လीနော်လူဆိုတာတန်ဖိုးထားခံရအောင်ဒီမှာလည်းတန်ဖိုးထားတယ်နော်ကျွန်မအခုအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲဘလိုပြောရမလဲအနောက်ရှက်ဝင်တာပေါ့နော် ကိုကြီးကကျွန်မသူပေးသမ ्या ပစံကျွန်မအလေအလွတ်မရှိဘူးနောက်တစ်ချိန်မှာအခုလက်ရှိဒီအခုကျွန်မလက်ထဲမှာဒီ9သိန်းရလာအဲ့9သိန်းကကောင်းကောင်းသုံးမယ်ဆိုပြီးကျွန်မအဲ့လိုတွေးတဲ့မိမမျိုးမဟုတ်ဘူးကျွန်မအတွေ့ရကြတော့နော်အခုကျွန်မအောက်လန်းနဲ့ပတ်သက်တဲ့ဒီစာကျွန်မတို့ဘာကြောင့်လုပ်လဲဆိုတာကျွန်မပြပြမယ်နော်ဒီ9သိန်းအဲ့ကျွန်မဒီ9သိန်းကောင်းကောင်းသုံးမယ်ကျွန်မဟောနောင်ရေးတဲ့ဒီကျွန်မတွေးရအဲဒီပစံကိုငါဘာလုပ်ရင် နောက်တစ်ချိန်မှာဘာဖြစ်မယ်ဆိုရင်ကျွန်မအဲ့လိုအဲ့လိုပဲတွေ့ရပြီးတော့ကျွန်မဟိုယောက်ျားပေးတဲ့ပတ်စံကျွန်မနှလုံးလည်းမထိုးတော့ဘူးသုံးလုံးလည်းမထိုးလောင်းကစားလည်းမလို့ကျွန်မစုပဲစုမှာအပြင်အစားစားတော့ကျွန်မတိတ်နေစားအောင်အိမ်မှာလင်မယားတော့အာရင်ချက်တယ်ပြုတ်တယ်အိမ်ကအစားစားဝင်ကျွန်မကောင်းကောင်းမွန်မွန်စားတယ်မိမမျိုးပေါ့နော်ကျွန်မအဲ့လိုမျိုးထိမ့်သိမ့်တက်တဲ့အခါကျတော့ကိုကြီးကကျွန်မကိုအတ်တယ်သူ့နောင်ရေးအတွက်ပါကျွန်မကြိုတင်စဉ်းစားပြီးတော့ကျွန်မလောက်တာအခုဒီပေးတဲ့ပတ်စံ ဒီပေးလိုက်တဲ့ပတ်စံကိုဒီယောက်ျားတွေမဟုတ်ဘူးနဲ့ရှိသမျှအကုန်ဝေချက်မြတ်တပေးနေတယ်ဆိုလို့ရှိရင်ကျမယောက်ျားတစ်ချိန်ချင်းဒုက္ခရောက်လဲဘယ်သူကြည့်မှာအဲကျမအဲ့လိုအတွင်မျိုးနဲ့အောက်လန်ကတကယ်ရှိတာတော့ငားတယ်ဘယ်လိုမျိုးတိကျရလဲပြောပြအောင်ပြောပြမယ်အောက်မှာလည်းအမနဲ့တော့မေးထားရှိနေတယ်တခါလည်းပြောပြမယ်ဘယ်လိုတိလဲဆိုတော့လေဒီအမရဲ့ခန္ဓာကိုယ်မှာအမျိုးကွက်တည်းတောက်လျှောက်တော့ဒီနေရာမပြောက်သေးဘူးနောက်တနေရာထွက်လာပြီတနေရာမဟုတ်တနေရာညီမလေးအမျိုးကွက်တည်းကဇက်တိုက်ဇက်တိုက်သွားရတယ်လက်သေးရတယ်အဲ့လိုမျိုးလေးဆိုတောက်လျှောက်ထွက်လာဆိုတော့အမလည်းမတင်ကားတော့ပြီးတော့နောက်တစ်ချက်က ကိုကြီးကလေအဲ့စကားလေးနည်းနည်းလေးနော်စကားလေးနည်းနည်းလေးမှားလိုက်တာနဲ့သူသူစိတ်ရိုင်းနေဝင်လာနော်အမအကိုရိုက်မယ်နှက်မယ်အခန်းပိတ်ပြီးရိုက်မယ်ဆိုတာအဲ့လိုမျိုးတွေသူစိတ်ကားပေါ့နော်ပြီးလို့ရှိရင်လည်းသူလေစိတ်မကောင်းနေဖြစ်နေတာသူအဲ့လိုလုံးမိခဲ့ပါနော်သူစိတ်မကောင်းပါနော်အဲ့နေမှဒါတော့ပုံမှန်မဟုတ်တော့ဘူးပေါ့နော်ငါဒါသွားမေးကြည့်မှပဲဖြစ်တော့မှာဆိုအမအဲ့လိုစရာတယောက်နဲ့မေးကြည့်မယ်ပေါ့နော်အရင်အမကိုကြီးတို့တအားရတာနော်အခုအိမ်အောင်တက်လေးနေထိုင်ရောက်နေပြီနော်တအားရတာကိုကြီးလက်ဖျားနေတာမှမထီးခဲ့ဘူး နောက်ပိုင်းကျတော့အမကပြောဆိုအော်ကိုကြီးကအရန်ပင်မန်းနေကိုကြီးပင်မန်းလားကိုကြီးပင်မန်းကိုကြီးကိုကြီးပင်မန်းနေကိုကြီးအကုန်လုံးအတွက်ရုံးရတာဖြစ်တယ်အတွက်သူ့ကိုပင်မန်းလားဒီပေးတာတာစားမှာပင်မန်းလားအစင်ပြေလားနေကောင်းလားလို့တကောမှမိမ့်မဲ့သူမရှိဘူးနော်အဲ့လိုတီကွာတီတဲ့အတွက်ကိုမိမ့်မဖြစ်တဲ့သူကအော်တနာလုံးကကိုကြီးအရင်လိုမီးရတော့ပါဘူးလေဟေးဆိုပြီးတော့လေအမဆင်းဆင်းချင်ချင်နေလိုက်တော့နေလိုက်တဲ့ချင်းဘယ်လိုပြောမလဲဒီလောက်တဲ့သူဘက်ကပေါ့နော် ချုပ်ထားတဲ့ခါကျတော့ဒီအိမ်အောင်ကိုယ်ရောင်ပေါ့နော်အဓိကအကြောင်းကအိမ်အောင်ကိုယ်ရောင်ကိုကြီးအမောက်ရိုက်နှက်အောင်ပေါ့နော်လှုပ်ထားတဲ့အတွက်ကိုကြီးဒီသူတို့ဘက်ကစကားတခွန်းဆိုတခွန်းပဲဖြစ်အောင်လှုပ်ထားတဲ့အတွက်ဖြစ်တဲ့အတွက်ကိုကြီးစိတ်ရိုင်းနေတယ်။နည်းနည်းလေးအမမပြောလိုက်နဲ့သူအမောက်ရိုက်မယ်နှက်မယ်အခန်းပိတ်ပြီးရိုက်မယ်ဆိုတာကြီးပဲ။အဲ့လိုမျိုးတွေဖြစ်လာဖြစ်တော့ကကြောင်မမတင်ကားတော့မတင်ကားတဲ့ခါကျတော့ငါတခုခုတော့လုံးမဖြစ်တော့မယ်မိမဖြစ်တော့မယ်ဆိုအတိအမတရားရဲ့ဆင်ရနဲ့မေးကြည့်ရနင့်ကိုလှုပ်ထားတာဟုတ်တယ်အောက်လန်းနဲ့ နဲ့တိုက်တာ哦သူတို့ဘက်ကနိုင်တလောက်တောင်ဖြစ်နေပြီဆိုပြီးတော့လေညီပြန်ဖြေမရမှာဆိုပြီးအမကိုပြောတာပြောတဲ့အခါမှာအမလည်းအမလေးကြောက်တာဆိုတာအိုးငါလည်းသူမျိုးဒီလိုစိတ်ပုတ်စိတ်ယုံမမွေးခဲ့ပဲပေါ့နော်ဒီလိုမျိုးငါ့ကိုလောက်ရလာဆိုအံ့ဩပြီးတော့လေကျွန်မဘယ်လိုလုပ်ရမလဲပေါ့နော်ကျွန်မဒီဟာမျိုးတွေအမှန်တကယ်ယုံကြည်တော့မရှိဘူးကျွန်မဖီးယားတရားပဲများများလုပ်တဲ့သူဖြစ်တဲ့အတွက်ကျွန်မဖီးယားတရားများများလုပ်လို့ရသလားလို့ရတယ်ညီဖီးယားတရားများများလုပ်မြစ်တာတော့များများရှုပ်ပေါ့နော်အဲ့လိုလေးပြောတာပေါ့နော်တကယ်လူတွေရဲ့လောဘရမတ် အရင်ကြောက်ခွန်းတယ်ဗါလဲတစ်ခောက်ဝက်ခောက်တာမြင်တာနော်လူကောက်ကိုမြင်လို့မရအောင်ဆိုတော့တကယ်တကယ်ရှိတာနော်မလူတကယ်ကိုကြောက်ဖို့ကောင်းတာနော်လောဘရှင်မကနော်ဒီအဲ့သူ့အငယ်ကြီးစားတွေကလည်းသူ့လောက်တာမဟုတ်ဘူးနော်သူငယ်ကြီးစားတွေကလည်းမဟုတ်အရင်အဆောက်အဦတွေကလည်းလောက်တာမဟုတ်ဘူးလောက်တဲ့လူကနော်ညီမလေးလူတွေလောက်ရရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာတကယ်တကယ်မလွယ်ဘူးတကယ်ကိုရှိတာအယုံမယုံမရှိနဲ့နော်ဖီးယားတရားသားများများလို့အမလိုလူဖီးယားတစ်ခုပဲကိုကိုွယ်တာယုံကြည်တဲ့သူတောင်မှခုမယုံမကြည့်ဟိုဘယ်လိုပြောရမလဲယုံရမလို့ဖြစ်နေတာပေါ့အဲ့ နောက်ကျရိုက်ပြအောင်မယ်အကွက်တွေအကွက်တွေဆိုတာဒီတက်နေရာမဟုတ်နောက်တက်နေရာပုံမှန်ရိုက်ပြအောင်မယ်